မျိုးတွေကောင်းတော့တဲ့ကင်းပါဗျဒီနေ့က27ရက်ဆက်လာပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာဒါမနေ့သောပရိသတ်ကော်ဖီတစ်ခွက်ကျုပ်တစ်လုံးကော်ဖီကျမ်းပေါ့ဗျာနော်ကော်ဖီကျမ်းပေါ့ကျမ်းမကြီးရာတလဲ50လဲရောက်ပြီဆိုတော့ မလိုက်စားလို့လည်းများတော့ကြာနော်အစားလည်းစီကျင်ရတယ်ကြာနော်စီဂျိုဆိုတော့စားစင်ကျင်မှသားလေရယ်ခုတော့စီဂျိုကတော့ဒါ46 46 40အောက်ထားပါ140နဲ့မှ6 140နဲ့မှအောက်ဒီလောက်ပါပဲရှိပါနော်ကျမကြီးကတော့မကောင်းမလားဆိုတော့ကောင်းတယ်ပဲစီဂျိုဆိုတာကတော့ဒါနည်းနည်းထိန်းထိန်းရတာပေါ့နော်ထိန်းရတာပေါ့ပိုးပြီးတက်တက်လည်းမတော့ဒါကြီးလည်းကြမတော့အောင်ပေါ့နော် လိုတော့အင်္ဂလိပ်ဆေးလဲတောက်တယ်ဆရာတော်ဦးဝီရာတို့ကိုပေါ်ဆက်ပေးထားတဲ့စိကျူဗမာဆေးလဲဒါတုံးဆွဲတယ်ပေါ့နော်ဗမာဆေးကတော့ညအိတ်ခန်းကြီးဆိုရင်တော့ဗမာဆေးတောက်တော့တော်ကြီးကောင်းနေပါရောနော်ဒီကတော့မပြောချင်တာလဲဆိုလို့ရှိရင်ဇယ်40ပတ်ဝန်းကျင်မှာဦးဇင်းတို့ကတော့ဟိုတလောနိုင်ကျင်းနိုင်ကျင်းနိုင်ကျင်းဆိုတဲ့သကလုံးနေကြကြနေရလို့ပါရောနော်အဲ့ဒီနိုင်ကျင်းတို့88တို့8ပူးတို့ဆိုတော့ ချိုးတယ်ဗျာပါတီကြီးတွေပါတီထောင်းပြီးမှဟုတ်လားဟိုဟာမဟုတ်ကဟုတ်ကတွေပြောတိုးတက်ရတိုးတက်ကြအောင်မပြောရဲနဲ့မဟုတ်ကဟုတ်ကတွေရှောက်ပြောနေတဲ့သူတွေအကြောင်းကိုပြောချင်လို့ပါဗျာပြောလားတို့တို့လည်းတို့တို့ကနိုင်ကျင်းလို့ပြောတို့တို့ကလည်းအမျိုးသားရေးဟောလဲအမျိုးသားရေးတရားသူဆိုတဲ့နိုင်ငံရေးနိုင်ငံရေးတော့အမျိုးသားရေးနိုင်ငံရေးအမျိုးသားရေးကျင်းသားဆိုပြီးမှတော့ပြောရမယ်ခင်ရောက်နေပါရောနော်ဦးဇင်းတို့ကအမျိုးသားရေးကျင်းသားတွေကိုပြန်နော် ကောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီနိုဘယ်ဆုရှင်မမတ်တင်ရွှေရဲ့လက်ထက်မှာဦးစင်းတို့ဒါမတရားထောက်ရှာခံရတယ်နော်ဦးစင်းဆိုလို့ရှိရင် ထောက်ထားလည်းမပြနိုင်ဘူးခိုင်းလုံမှုလည်းမပြနိုင်ဘူးတပိတ်ကင်တာလည်းမပါဘူးတပိတ်ဆိုအပြင်ဘက်မှာပဲဦးစင်းတို့နေခဲ့တယ်အပြင်ဘက်မှာဆိုတာဦးစင်းတို့အထဲတောင်မဝင်ဘူးနော်အပြင်ဘက်မှာပဲနေခဲ့ဒါမှမဟုတ်ဦးစင်းတို့ဒီဆရာတော်ဥဝိဒတူရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်အမြင်ကပ်ပုံမှန်နဲ့ဦးစင်းတို့905နဲ့ညီခဲ့တယ်နေနေခဲ့ရတယ်ပေါ့ဗျာနော် ဒီမိုကရေစီအစိုးရလက်မှာအာဏာရှင်ဆန်ဆန်အာဏာရှင်ဆန်တာတော့ခင်ဗျစစ်တပ်မှာမဟုတ်ဘူးဗျာရတားဆိုလဲအာဏာရှင်ဆန်ဆန်တာစစ်တပ်ကအာဏာရှင်ဆန်တာဦးဇင်းတော့လက်ခံပေးလို့ရတယ်သူကငိုကြရက်ကိုစစ်သားလေးရတားဆိုရအာဏာရှင်ဆန်တာတော့ဦးဇင်းတော့လက်ခံလို့မရအောင်เนาะအပြောတခြားလို့တခြားကြီးလုပ်သွားတာကြီးနောက်ဦးဇင်းတို့လည်းထောင်ထဲမှာနေခဲ့ရတယ်เนาะနေခဲ့ရတယ်ဟိုဝကြည့်ရှိလို့ပဲတွေ့ပါတယ်ဒါလည်းဝကြည့်ရှိလို့ပဲတွေ့ပါတယ်เนาะထောင်ထဲမှာနေခဲ့ရတယ်အဲ့တော့ခု ပြောချင်တာကနိုင်ငံရေးနဲ့ပတ်သက်ဘူးတို့လောကတို့ဗီဒီယိုပို့လိုက်နိုင်တယ်ဟာလော်ဘီတွေဘာဘီတွေမင်းတို့ဘာညာဆိုတော့ဟုတ်လားအဲ့ပြောတဲ့လူရဲ့စိတ်ကဟိုအောက်ထီရောက်နေအောက်ထီရောက်နေအောက်ထီစိတ်တက်ကအောက်ထီရောက်နေဘာဖြစ်လို့ဦးစုစံကိုတလောကလည်းပြောပြီ